ပရိသတ်တို့အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်အန်ခင်မူပါဇရောပကြသေးကြပါတေးဆပ်ပြီးစီးသွားခဲ့တယ်အနောက်ရကိုခီးသွားတဲ့မှတ်တမ်းမှာတော့ဖြင့်ဇာတော်ဝူခုံပါကျဲဇာဝူကျုံတို့တတိုက်ဟာဂျန်ဇာတော်တွေကိုပြစ်ပြီးတော့ပြန်လာခဲ့ပြီပဲဖြစ်ပါလေဇရောအသွားရှိရပြန်ရှိရမယ်ဆိုသလိုပဲအနောက်ရကိုခီးသွားပြီးတော့ပြန်လာခဲ့တဲ့မှတ်တမ်းကိုတော့တေးဆပ်ပြီးသွားမှာဖြစ်ပါလေခင်ဗျာဒါတော့ channel ကို subscribe လုပ်ဘေးနာခေါင်းလုံးနှိပ်ပြီးရောဇုံခုံတို့ရဲ့ဗျံခီးကိုစတင်လိုက်ကြအောင်ပါ ဒီပိုင်းအစမှာတော့မိုးကောင်ရင်ရှားဖြစ်နေတဲ့လန်ခီကမျိုးတစ်မျိုးကိုဝူခုံတို့ကငကားမင်းစီခွင်တောင်းပြီးမိုးရွာပေးဖို့တောင်းဆိုနေပါတယ်။ငကားမင်းရသားဂျာမင်းရဲ့ခွင့်ပြုချက်ကိုတောင်းတဲ့အခါသာဂျာမင်းကအာဂရီလိုက်စားတဲ့ဘရင်နဲ့ဘရင်ရဲ့အာဂရီမှုကိုမတိကျိုးကျွန်ပြုတ်နေကြတယ်ပြည်သူတွေကိုလည်းအပြစ်ပေးတဲ့အနေနဲ့မိုးမြာစေတာဖြစ်ကြောင်းကိုသိလိုက်ရပါတယ်။ဇုံကုံတို့ကြားထားတဲ့သတင်းစကားအရဘရင်ဟာပြည်သူနဲ့တသားတည်းနေတဲ့သူဖြစ်ကြောင်းသိရတာကြောင့်စဉ်းစားခက်သွားပါတယ်။နောက်တော့မှမိုးရွာစေခြင်းအပြစ်ကိုဝန်ခံတောင်းပန်ရမယ်လို့ဘရင်ကိုပြောလိုက်မှာ ။ဘရင်ရဲ့သားတော်ဟာကာမပိုင်ရှိသောမရှိသောနားမလဲပဲမိန်းကလေးများကိုဒီမျိုးမျိုးနဲ့ပေါင်းသင်းအနိုင်ကျင့်လျက်ရှိရာဖြစ်ပေါ်လာတဲ့ပြဿနာများကိုဘရင်ကြီးကအမောင်မာလက်သိထိုးကတိတ်တခိုးကြိတ်ပိုးလိုကာကွယ်ထားတာဖြစ်ကြောင်းကိုသိလိုက်ရပါလိမ့်။ဘရင်သားတော်တန်တန်းဟာတည်တည်တယ်ရဲ့ဇနီးကိုအတင်းအဓမ္မခေါ်ဆောင်လာပြီးတော့အဓမ္မပြုခြင်းမှုကြံစီနေပါလိမ့်။အပြင်ဘက်မှာတော့တည်တည်တယ်ဟာသူ့ရဲ့ဇနီးကိုသားတော်တန်တန်းကခေါ်ဆောင်သွားကြောင်းဘရင်ကြီးကိုလာပြီးတော့ရှောက်ထားနေပါလိမ့်။တည်တည်တယ်ဇနီးကတန်တန်းကိုပန်းအုံးနဲ့ထုဖို့ကြိုးစားတဲ့အခါ တဏ္ဍာသူ့ကိုထုရင်တဆွေလုံးမျိုးလုံးဒုက္ခရောက်သွားမယ်လို့ပြောလိုက်ပါလေအဲဒီအချိန်မှာပဲဘီရင်ကြီးကရောက်လာပြီးတော့ခွာသေးလို့တန်းတန်းကိုတန်းဆဲလိုက်ပါလေဘီရင်ကြီးကအဲဒီလိုသူ့ရဲ့သားအကြောင်းကိုပြောပြတဲ့အခါမှာပါကျဲကဘီရင်ရဲ့သားကတော့တကယ်လူပဲဟေးလို့ပြောကရည်လိုက်ကြပါလေပါကျဲကပဲဆက်ပြီးတော့အဲ့တော့တန်းတန်းကိုဘယ်လိုလုပ်နိုင်လဲလို့မေးလိုက်ပါလေဟူခေါင်းကလည်းတန်းတန်းအကြောင်းကိုဆက်ပြောဖို့တွန်းအားပေးလိုက်တာပါဘီရင်ကြီးကအဲ့မှာဆက်လိုက်ပြောပြမှာတော့သားဖြစ်သူကိုသေးသေးခွင်းနဲ့ပြစ်ပြီးတော့ဒန်ပေးကအသီးတဲ့လင်းများကိုတော့ တောင်းပန်ပြီးတော့ပြန်လွှတ်လိုက်ရတယ်လို့ပြောပြပါတယ်။ဒါပေမဲ့မိဖုရားကြီးကတော့သူမနိုင်ကြောင်းဘယင်ကြီးကပြောပါတယ်။ဘယင်ကြီးရောက်လာတော့မိဖုရားကြီးကသူ့ကိုစိတ်ညစ်အောင်လုပ်တယ်လို့ပြောပြီးတော့ဘယင်ကြီးကိုပြေးထုပါတော့တယ်။သူသားကိုဘာကြောင့်နှိပ်စရတာလဲ။ဘာကြောင့်သူသားကိုရိုက်တာလဲလို့ပြောနေတာပါ။ဘယင်ကြီးကမဟုတ်တာလုပ်နေတော့ဆုံးမမယ်လေ။ဒဏ်ပေးတဲ့ရင်ပေးရမယ်။စူပေးတဲ့ရင်လည်းပေးရမယ်လို့ပြောပြပါတယ်။ဘယင်နဲ့မိဖုရားဟာနန်းရင်းသူတွေရှိပါမယ်။ကြောင်နှကောင်ရန်ဖြစ်တယ်လို့တွန်းထိုးယုံကန်နေကြပါတယ်။ မိဖုရားကြီးကသားကိုစော်ပြီးတော့သူ့ကိုအိမ်မပြောင်းအောင်လုပ်နေတာလားလို့မေးလိုက်ပါတယ်။ဘီရင်ကြီးကတန်းတန်းကမိုင်လုံးလုံးရရတာဖြစ်ကြောင်းကိုပြောပြပါတယ်။မမရိုင်းရိုင်းသူ့ရဲ့သားကိုမထိနဲ့လို့မိဖုရားကြီးကပြောပါတယ်။မိဖုရားကြီးကသူ့သားကိုရိုက်ပြီးတော့သူ့ကိုစိတ်ညင်အောင်လုပ်ပြီးတော့တတ်နေတာပဲ။သူသေးသွားရင်ပဲခွေးမနဲ့ယူပြီးတော့ကလေးထမွေးမှလဲလို့ဆိုဆွဲပြောဆိုနေပြန်တာပါ။သူတို့သားမိကိုဒီလိုတော့မလုပ်သင့်ကြောင်းနဲ့ဒီပုံတိုင်းသာဆိုသူ့ရဲ့သားကိုအဖွားစီပို့ထားမှာဖြစ်မယ်လို့မိဖုရားကြီးကပြောလိုက်ပါတယ်။ ။ဘီရင်ကြီးကသူ့ဘဲကိုသွားသွားသူ့ရဲ့သားပဲလို့ပြန်ပြောပါတယ်။မိဖုရားကြီးကသူ့တို့သားမိကိုဘယ်ချိန်ကလေးကနှိပ်ဆက်ဖို့ကြံစီနေရလားလို့ပြောလိုက်ပြီးဘီရင်ကြီးကိုထုရိုက်နှံ့နေပါတယ်။ဘီရင်ကြီးနဲ့မိဖုရားကြီးတို့ဟာတွန်းလိုက်ဆွဲလိုက်ဆွဲလိုက်တွန်းလိုက်ဖြစ်နေရကနေဒေါသထွက်လာတာကြောင့်တရားမင်းစီကိုစူတောင်းနေတဲ့စပွဲကိုဆွဲလှန်လိုက်တဲ့အခါမိဖုရားကြီးကအသေးခံအောင်နာကျင်သွားပါလိမ့်။မိဖုရားကြီးကကွာရှင်းမယ်ဒီဘာလီနဲ့ဒီညအတူတူလာမအိတ်နဲ့ဒီဘာလီလည်းဖြစ်ကုန်ပါလေ။အိုင်လုံးနဲ့ဒီညအတူတူလာမအိတ်နဲ့ဆိုရဲစကားကဘယင်ကြီးအတွက်တော့အသေးခံအောင်နာကျင်ခဲ့ရပါပြီ ဒါရီကိုနားထောင်နေတဲ့ပါကျဲကမိပြတော်တော်ဆိုးချောင်း "तू ਆ မိမလိုချင်မဲအဲ့လိုမိမတော့မလိုချင်တော့ပြောလာခဲ့ပါလေ။ပါကျဲကဒီလိုမိမကိုကွာလိုက်တဲ့နယ်လို့ပြောတဲ့အခါဦးခွန်ကမိပြကြီးမှားတာလို့ထင်နေရလားလို့ဘယင်ကြီးကိုမေးပါလေ။ဘယင်ကြီးကလည်းသူ့ရဲ့မိပြကညရောက်ရင်အတူတူလာမအိတ်နဲ့လို့ပြောပြီးတော့အကြက်ကင်တာကြောင့် "तू ਆ သူ့ရဲ့ဇနီးကိုမလွန်ဆန်နိုင်ခဲ့ချောင်းကိုပြောပြရှာပါလေ။ဒါကြောင့်မိပြရဲ့လူတော်တိုင်းသားတော်ရဲ့လောရတွေကိုလစ်လူရှုခဲ့ရတယ်လို့ပြောလာခဲ့ပါလေ။အမှန်မှာတော့တည်တည်တဲ့လင်းများကိုပြန်မလို့ပဲဖမ်းချုပ်ထားပြီးတော့ ကောင်မလေးကိုတော့နေတိုင်းအစာအိမ်စာတွေပူပေးနေရတယ်လို့ပြောပြလိုက်ပါတယ်။ဇုံခုံကတော့ဒီပင်လိုမိမကြောက်တဲ့သူမျိုးတစ်ခါမှမတွေ့ဘူးကြောင့်နဲ့ဒီပင်ကတော့ဆရာကြီးစွန်းအန့်စီမှာသွားပြီးတော့သင်တန်းလေးပါလေးသွားတက်သိနေပြီထင်တယ်လို့ပြောနေခဲ့ပါတယ်။ဆရာတော်ထန်းတော့ဘယင်ကိုမားနေကြောင်းထောက်ပြပြီးတော့တမာတမတ်ကြတဲ့ဘယင်ဆိုတာဟာပြည်သူမျက်နာကိုကြည့်ရမှသာဖြစ်တယ်လို့ဆုံးမနေပါတယ်။ဘယင်ကဓာရီယာသူ့ရဲ့အမားရိသာဖြစ်ကြောင်းနဲ့သူကနောင်နာအကြီးကျယ်ရနေဖြစ်ကြောင်းကိုပြောပြပါတယ်။အခုလိုဝင်ခံလိုက်တဲ့အခါအချိန်တွေတမျိုးဆိုးသွားမှာဖြစ်ပြီးတော့ ဘရင်ဟာပြဿနာအလုံးကိုရင်ဆိုင်ဖြေရှင်းရတော့မယ်လို့ဝူခုံးကပြောပါတယ်။ဘရင်ကသူ့ကိုကယ်တင်ဖို့အတွက်ဝူခုံးနဲ့ဆရာတော်စီမှာအကူအညီတောင်းလိုက်ပါတယ်။ဆရာတော်ကတော့သူတို့ကိုအရင်လှုပ်ပေးဖို့ပြောလာခဲ့ပါတယ်။ဘရင်ကြီးကရဲမတ်တွေကိုခေါ်ပြီးတော့ဖမ်းချုပ်ထားတဲ့သူတွေကိုလှုပ်ပေးဖို့ပြောလိုက်ပါတယ်။ဇုံခုံးကဘသူ့မှာခေါ်မနေပဲကိုယ်တိုင်သွားပြီးတော့လှုပ်ဖို့ပဲညွှန်ကြားလိုက်တာပါ။ဘရင်ကြီးကလည်းဇုံခုံးရဲ့အကြံကိုလက်ခံလိုက်ပြီးတော့သူကိုယ်တိုင်ပဲသွားရောက်ပြီးတော့လှုပ်ပေးနေရပါတယ်။ပါသေးကဘရင်ကမိမကြောက်နေသေးတာပဲလို့ပြောပြီးတော့ဂူဂူဂူနဲ့ရည်နေပါတော့တယ်။ ဘင်ကြီးကချုံနောက်ခံတဲ့သူတွေစီမသွားပဲနဲ့မိဖုရားစီကိုတန်းသွားကလှုပ်ပေးခွင့်ကိုသွားတောင်းပါလေမိဖုရားကတော့မဖြစ်နိုင်ကြောင်းအတန်တန်ငင်းဆိုလိုက်တာပါတကြားမင်းကစိတ်ဆိုးနေကြောင်းပြောတဲ့အခါမိဖုရားကဒီလိုကောင်းမလေးတယောက်တည်းတကြားမင်းကစိတ်ဆိုးရမှာလားဆိုပြီးပုံပုံပြီးတော့ဒေါသထွက်နေခဲ့ပါလေအပြင်မှာလည်းအဲ့ဒီကိစ္စတွေကိုသိနေတဲ့ဘုံကြီးလေးပါကလည်းစောင့်နေကြောင်းကိုပြောပြလိုက်တာပါသူတို့ရဲ့ပြောပြချက်ရဒါကိုတကြားမင်းကသိတာကြောင့်ဒီနေရာဒီဒေသကိုမိုးရွာမပေးဖို့ငကားမင်းကိုမိန်ပေးထားတာဖြစ်တယ်လို့မိဖုရားကိုပြောပြပါလေ မိဖုရားကသကြမင်းကသူ့ကိစ္စမို့ပဲဘာကြောင့်ဝင်ပါတာလဲလို့ပြန်ပတ်လိုက်တာပါသကြမင်းကဒီကောင်မလေးကိုစောင့်ကြည့်နေရအောင်တခြားအလုပ်စရာကိစ္စလေးပါလိမရှိတော့ဘူးလားလို့ပြန်ပြောပါတယ်ဘရင်လည်းမရှင်းပြတတ်တော့တာကြောင့်ဇာတော်လေးကိုလိုက်တွေးဖို့အတွက်မိဖုရားကြီးကိုခေါ်ခဲ့ပါတယ်မိဖုရားကြီးကသကြမကလို့စားပဲဖြစ်ဖြစ် तू မလိုက်နိုင်ဘူးလို့ပြောလိုက်တာပါဘရင်ကမလိုက်လဲနေဆိုပြီးတော့ပြန်ထွက်လာလိုက်ပါတယ်စိတ်ပြလက်ပြနဲ့ထွက်လာခဲ့တဲ့ဘရင်ကြီးကကောင်မလေးတုံတုံကိုဖမ်းထားတဲ့အခန်းထဲကိုရောက်သွားခဲ့ပါတယ် တုံတော်ဘီရင်ကြီးကိုမြင်လာတဲ့အိမ်ွားကျော်စင်အိုက်တင်နဲ့အုံးဆိုပြီးတော့ပြောပါတယ်။ဘီရင်ကြီးကလည်းသူ့ကိုစိတ်ဆိုးဖို့နဲ့မကြောက်ဖို့သူဟာသူ့ရဲ့အမအတွေအတွက်လာအောင်ပြီးတော့တောင်းပန်ခြင်းဖြစ်ပါကြောင်းတုံတော်ကိုပြောပြလာပါတယ်။အဲလိုပြောတော့မှမင်းသမီးကသူမရဲ့ခင်မုံဗမာလဲလို့မိုးဥစံအိုက်တင်လေးနဲ့ပြန်ပြောလိုက်ပြန်ပါတယ်။တုံတော်ကသူ့ရဲ့ခင်မုံမမြင်ရမချင်းသူ့ကိုလွတ်ပေးမယ်ဆိုတော့မယုံကြည်နိုင်ကြောင်းပြောလာခဲ့ပါတယ်။ဘီရင်ကြီးကတုံတော်နဲ့သူမရဲ့ခင်မုံကိုဆရာတော်စီကိုခေါ်ဆောင်လာခဲ့ပါတယ်။ဆရာတော်ကဘီရင်ကြီးကတကယ်ပဲနောင်နာရနေသလားလို့မေးတဲ့အခါဦးခုံးက စောင့်တော့ကြည့်ရမှာပဲလို့ပြောလိုက်ပါတယ်။ဘီရင်ကြီးကတုံတုံတို့လင်များကိုကျေးဇူးရှင်တွေကိုနှုတ်ဆက်လိုက်ပါအောင်လို့ပြောပြီးတော့ဇာတော်တို့ဖွဲ့နဲ့မိတ်ဆက်ပေးပါတယ်။ဇာတော်ကဗမာနေတာလေလို့တုံတုံကိုမေးတဲ့အခါဒီမျိုးနဲ့9မိုင်လောက်အကွာမှာရှိတဲ့ရွာကနေတစ်သီးလာအောင်ကြတာဖြစ်ပြီးရွာမှာဖခင်ဖြစ်သူနဲ့၄နှစ်ရွယ်ကလေးငယ်လေးတယောက်ကကြံရင်နေပါသေးတယ်လို့ပြောပြလိုက်ပါတယ်။ဇာတော်ကသူတို့နဲ့တွေ့ကြင်ကြောင်ပြောတဲ့အခါဝူခုံးကလမ်းမှာသူတို့အနားယူခဲ့တဲ့အိမ်ကအဖိုးနဲ့ကလေးဖြစ်နိုင်ကြောင်ပြောပြလိုက်ပါတယ်။ နောက်ထပ်လည်းအဖိုးရဲ့ပြောပြချက်ကသူသမီးနဲ့သူသမတ်ဟာလွန်ခဲ့တဲ့3နှစ်လောက်ကမြို့ကိုသွားရင်းနဲ့ပြန်မလာတော့တာဖြစ်တယ်လို့ကြားခဲ့ရတယ်လို့လဲဝူခုံးကပြောပြလိုက်ပါတယ်။ဒုံတော်ကဝူခုံးလုံးနဲ့တွေ့ခဲ့တဲ့သူဟာသူမရဲ့အဖေနဲ့သားကလေးဖြစ်နိုင်ကြောင်းဝင်ရောက်ပြီးတော့ပြောဆိုလိုက်ပါတယ်။ဘာကြဲအဲ့ဒီအဖိုးနဲ့ကလေးကအစာငတ်ပြီးတော့သေသွားနိုင်လဲလို့ပြောတဲ့အခါဘယင်ကြီးကတီးတွတ်စိတ်မပူဖို့နဲ့ဒီကိစ္စကိုသူကစီစဉ်ပေးပါမယ်လို့ပြောလိုက်ပါတယ်။သူတို့ကိုစောင့်ရှောက်ပေးပါမယ်လို့လဲဘယင်ကြီးကဂရီပေးလိုက်သေးတာပါ။ ဝူခွန်ကကြားမင်းစီရောက်သွားပြီးတော့ဘင်ဟာနောင်နာရသွားပြီဖြစ်တာကြောင့်မိုးခေါင်တဲ့မြို့ကိုအပြည့်လျှော့ပေးဖို့တောင်းဆိုလိုက်ပါတယ်။ဘင်ဟာသူသားလုပ်တဲ့ပြစ်မှုတွေနောင်နာရနေပြီးတော့ဖမ်းထားတဲ့မိန်းကလေးကိုလည်းလွှတ်ပေးလိုက်ပြီဖြစ်ပါကြောင်းပြောပြလိုက်ပါတယ်။ဘင်ဟာကောင်းတာတွေကိုလုံနေဖြစ်တဲ့အတွက်ကြားမင်းကဝမ်ထိုင်းနမင်းကိုခေါ်ပြီးတော့တော့နဲ့စဘာဂျုံတွေကိုသွားပြီးတော့ကြည့်စေပါတယ်။အဲ့ဒီပြစ်ဒဏ်မှတ်တမ်းအခန်းထဲကိုရောက်တဲ့အခါမှာစဘာဘုံကိုကြက်ကစားနေပြီးတော့ဂျုံဘုံကတော့ခွေးကစားနေသေးပဲဖြစ်ပါတယ်။တော့ဟာလေပုံမှန်အတိုင်းပဲရှိနေသေးတာပါ။ ဇုံခုံကဒါဘလို့ဖြစ်ရတာလဲဟာလို့မေးလိုက်တဲ့အခါမှာနတ်တွေကနတ်ပြည်ကဘယ်တော့မှမမှားကြောင်းပြောလိုက်တာဝူခုံကိုကြည့်ပြီးတော့အားရပါးရရီမောကြပါတော့တယ်အကယ်၍ဘရင်သာကောင်းနေပါကဒါတွေကလိုလိုပြောက်ွယ်သွားမှာဖြစ်တယ်လို့လည်းပြောလိုက်ပါတယ်ဝူခုံလည်းကြောင်ပြီးတော့ဘာတွေမှားနေလဲဆိုတော့ပြန်မေးရတော့မှဖြစ်ကြောင်းနဲ့တကြားမေးရစိတ်ဆိုးနေတယ်ဖြစ်ကြောင်းကိုသိလိုက်ရတာပါနန်းတော်ထဲမှာဘရင်ကြီးနဲ့ဆရာတော်တို့ကဝူခုံးပြန်လာကိုစောင့်မျှော်နေတယ်။မိုးရွာဖို့ကိုစူတောင်းနေကြပါလေ။ဝူခုံးကပြန်လာတော့မှဖြစ်ကြောင်းနဲ့ဒီလိုသာတဲ့နေလေးမှာ မိုးကဘလို့လို့ရွာမှာလဲလို့ပါကျဲကဟူချင်းကိုမေးလိုက်ပါတယ်။ဇာဟူချင်းကဇုံခုံကလိန်တက်တဲ့သူမှောက်ကြောင်းပြောပြီးတော့ပါကျဲကိုနှစ်သိမ့်လိုက်ပါတယ်။ဆရာတော်ကတော့သူတပည့်ဇုံခုံကယုံကြည်ရသူဖြစ်ကြောင်းကိုပြောပြလိုက်ပါတယ်။မကြာခင်ဇုံခုံရောက်လာပြီးတော့ဘယင်းကိုလူလိန်ဟမ်သူ့မှာတော့မိုးရွာဖို့အတွက်စူးစမ်းနေရတယ်။ဘယင်းကလိန်နေတာပဲလို့ပြောလိုက်ပါတယ်။ဆရာတော်ကလည်းသူတို့ကသူတို့မိုးရွာခြင်းရောမရွာခြင်းနေပါစေ။ဆရာတော်နဲ့မဆိုင်ဘူးထားရခဲ့လိုက်တော့ဒီလူတွေကိုထားခဲ့ပြီးတော့ဒိုခီးတို့ဆက်ကြမယ်လို့ပါကျဲတို့ကိုပြောလိုက်ပါတယ်။ ဘရင်အားလဲဇုံကုန်အသေးအံလိုက်ပြီးတော့တောင်းပန်နေပါတယ်။ဝူခေါင်းကဘရင်ကိုစိတ်ကောက်ပြီးတော့ဟွန်းဟွန်းနဲ့လုံနေခဲ့တာပါ။ဘရင်ဟာဆရာတော်အပူကတ်ပြီးတော့ဝူခေါင်းဝိုင်းပြောပြီးပို့တောင်းပန်နေရှာပါတယ်။ဆရာတော်ကဝူခေါင်းကိုကြိုးချောင်းမေးလိုက်တဲ့အခါမှာဝူခေါင်းက"သူမှာတော့အားဆုံးခွန်ဆိုင်စ조사ပြီးတော့ဘရင်ဟာနောင်နာရနေတာကြောင့်မိုးရွာပြီးပို့တရားမင်းစီသွားပြီးတော့ရှောက်တင်ခဲ့တယ်လို့ပြောလာပါတယ်။ဒါမဲ့ပြစ်ဒဏ်အခန်းထဲကတတ်မှတ်ထားတယ်။စံနဲ့ဂျုံတွေဟာသူ့လိုလိုတမုံးမှမလျော်ဘဲနဲ့ပိုးတောင်တိုးလာသေးတယ်လို့ပြောလိုက်ပါတယ်။ တကြမ်းမင်းပြောပြချက်အရဘရင်ဟာမတရားမှုတွေရှိနေသေးကြောင်းပြောပြလိုက်တယ်လူဝူခေါင်းကပြန်ပြောလိုက်တာပါဘရင်ကလည်း तू မသိတော့ကြောင်း तू မှာဘာမကောင်းမှုရှိသလဲဆိုတာကိုစဉ်းစားလို့မရတော့ကြောင်းကိုပြောလာခဲ့ပါတယ်ပါကျဲကလည်းသူတို့ကကူညီခြင်းပေမဲ့ဘာမှနေမှမသိရတာကြောင်းသူတို့လည်းမတတ်နိုင်တော့ကြောင်းဘရင်ကိုဝိုင်းပြီးတော့ပြောပါတယ်ဘရင်ကြီးက तू ဟာသူ့ရဲ့လွန်ခဲ့တဲ့၃နှစ်ကအမှားယွင်းအတွက်ပေးထားတဲ့အပြစ်ဒဏ်ကို short ပေါ့ပေးဖို့နဲ့အခုချိန်မှာသူ့ရဲ့အမှားယွင်းတစ်ခုကြောင်းပြည်သူတွေကလည်းဒုက္ခရောက်နေကြပြီဖြစ်ကြောင်းတရားမင်းကိုအမွှေးတိုင်နဲ့တောင်းပန်နေပါတယ် ဘင်ကြီးကနိုင်ငံအနှံ့လဲလဲကြီးစုတဲ့အခါမှာရေရင်းတွေဟာလဲသဲတွေသာထွက်လာနေပြီးစိုက်ပျိုးရေးဧရိယာတွေကလဲပတ်ကြားတွေအက်ကဂေးကုန်ကြပါပြီပင်ပင်စိမ့်စိမ့်တွေဆိုတာမြက်ပင်တပင်လေတောင်မတွေ့ရပဲရှိနေခဲ့ပါလေဘင်ကြီးအားမတောင်ထိပ်ပေါ်မှာရပ်ပြီးတော့အိုမြတ်စွာဘုရားကြည်ပါဟုံးဆိုပြီးတော့အကျယ်ကြီးអော်လိုက်ပါတော့တယ်ဘင်ကြီးကမိုးရွာပေးဖို့ကောင်းကင်ကိုကြည့်ပြီးတော့အကျယ်ကြီးစူတောင်းနေခဲ့ပေမဲ့မြူတမုံတောင်ကြာဆင်းလာခဲ့ခြင်းမရှိဘဲနဲ့6ကတ်လို့နေပြန်ပါလေ။ မင်းကြီးကနန်းတော်ကိုပြန်လာပြီးတော့ဆရာတော်ကိုဖက်ကတောင်းပန်လိုက်ပါလေ။သူကဘာလို့ရမှာလဲသူ့ရဲ့အမားကဘာလဲဆိုတာတရားမင်းကိုမေးပြီးဖို့တောင်းဆိုလိုက်တော့တာပါ။သူ့အမားကိုသိပါကအမှန်ကိုပြင်မဲ့မင်းကောင်းမြတ်မြတ်ဖြစ်ကြောင်းမယုံရင်သူ့မိမသွားမေးကြည့်ပါလို့ပြောလိုက်ပါလေ။အပြစ်ရှိလို့အပြစ်ပေးခြင်းလဲဆိုရင်လဲသူ့တယောက်တည်းကိုပဲအပြစ်ပေးဖို့ ਨੇ ။ပြည်သူတွေကတော့မထီးခိုက်စေခြင်းနဲ့ကြောင်းဆရာတော်ကိုရှောက်တင်လိုက်ပါလေ။ဆရာတော်ကလည်းအဲ့လောက်ထိတောင်းပန်စရာမလိုကြောင်းနဲ့သူဟာလူကဲခတ်ကြွန့်ကျင်တာကြောင့်ဘယင်ကြီးလိမ်မနေဘူးဆိုတာသိရှိကြောင်းပြောလိုက်ပါလေ။ ဆရာတော်ကတော်တော်လူကဲကဲကျွမ်းကျင်နေဆိုတော့ကျွန်တော်ရှေးပိုင်းနေမှာမြောင်များစွာတိခဲ့ပြီးပါပြီအဲ့တော့ဇကောင်းဆိုင်ဒီအချိန်မှာသုံးခုံးကရောက်လာပြီးတော့ဘယင်ကြီးကအမားအလုံးကိုဝင်ခံပြီးဖြစ်ကြောင်းနဲ့ဘာဒီမားနေလဲဘာကြောင့်မိုးမြွာလဲဆိုတာကိုတရားမင်းသာသိနိုင်တော့မှဖြစ်တယ်လို့ပြောလိုက်ပါတယ်ဇာဟုချင်းကလည်းဘယင်မားတာကိုဘယင်ကိုအပြစ်မပေးပဲဘာကြောင့်ပြည်သူတွေပါဆွဲထည့်ရတာလဲဆိုပြီးတော့တဘာဝရဲ့အမှန်တရားကိုနားမလဲပဲနဲ့ဝင်ပြောခဲ့ပါတယ်ဘယင်ကြီးကလည်းသူ့ကိုသာအပြစ်ပေးခြင်းကအမှန်တရားဖြစ်တယ်လို့ပြောပြန်ပါတယ် ပါကျဲကလည်းဆန်နဲ့ဂျုံကိုသူကသွားစားပေးလိုက်ရင်ကနာလေးနဲ့ကုံသွားပြီးတော့မိုးရွာလာလိမ့်မယ်လို့ပြောလိုက်ပါသေးတယ်။ဟူကုန်းကလည်းဆန်နဲ့ဂျုံစားဖို့ပါကျဲကိုအတင်းဆွဲခေါ်နေတာပါ။ဇုံကုန်းကတော့ကိုသူရအောင်ဖြတ်မယ်လို့ပြောနေခဲ့ပါတယ်။သူသာဆန်နဲ့ဂျုံကိုကုံစားပြီးရင်မိုးရွာပြီလေလို့စားဦးချင်းကိုပြောပြီးတော့ဒါဂူဂူနဲ့ရဲနေခဲ့ပြန်ပါတော့တယ်။ဇုံခွာပါကျဲကိုဥဆောင်ပြီးတော့ကောင်းကင်ဘဝကြောက်စိမ့်တန်းတော်စီကိုပြန်တန်းခဲ့ကြပါတယ်။ကြောက်စိမ့်တန်းတော်ရဲ့ပြည်တံမှတ်တမ်းအခန်းထဲကိုရောက်တဲ့အခါဟူကုန်းကဆန်ပုံကြီးနဲ့ဂျုံပုံကြီးကိုပြလိုက်ပါတယ်။ ။ဘာကြဲဂျုံမုံတွေကိုစားပြီးတော့စားပါတော့တယ်။ဒါမဲ့ဂျုံမုံတွေကမြိုချမရပဲသီးပြီးတော့စုံကုန်းဘက်ကိုခြီလိုက်တာကြောင့်ဝူခုံးရဲ့မျက်နှာမှာဂျုံတွေကဖွေးသွားပါတော့တယ်။ဘလို့ဖြစ်တာလဲလို့ဝူခုံးကမေးတဲ့အခါမှာရေမပါပဲစားလို့မရကြောင်းပေါင်းစီလုံးနံများဖုတ်ကအီကြကွေးလုတ်ပြီးမှစားလို့ရမယ်လို့ဘာကြဲကပြောလိုက်ပါတယ်။ဇန်နွေရီလဲဂျုံတိုင်းချက်ပြုတ်ပြီးမှသာ तू ကကောင်းစားလို့ရမှာဖြစ်တယ်လို့ပြောလိုက်ပါတယ်။ဘာကြဲကခန္ဓာကိုယ်အေအာမာကြီးဖြစ်အောင်လုပ်ပြီးတော့ဇန်တွေကိုစုပ်ယူလိုက်ပါတယ်။ ။ဆမ်မိုကြီးကမကြခင်မှာပဲပါကျဲဘိုက်ထဲကိုရွှေပြောင်းရောက်ရှိသွားပါတော့တယ်။ဦးခေါင်းကလည်းတော့ကုန်ပြီးလောင်ပြက်စီအောင်သူ့ရဲ့တကိုးနဲ့ဖြတ်စီးနေခဲ့တာပါ။ပါကျဲကသူ့ကုန်စားပြီးသွားဖြစ်ကြောင်းဦးခေါင်းကိုပြောလိုက်တဲ့အခါဦးခေါင်းကလည်းလှမ်းပြီးတော့ရှိုးလိုက်ပါတယ်။အဲဒီကဆမ်မိုကြီးကမူလအနေထားတိုင်းမူလနေရာမှာပြန်လှည့်ပြီးတော့ရောက်ရှိနေတာကိုနှစ်ယောက်သားတွေးလိုက်ရပါတော့တယ်။ဒါသကြာမင်းကလိန်ကကျဲလောက်တာဖြစ်တယ်လို့ကုံသွားတဲ့ဇန်တွေကိုထပ်ထပ်ပြီးတော့ဖြည့်တယ်ဆိုတာကသကြာမင်းနဲ့ရှင်းရတော့မယ်ဆိုပြီးတော့ထွက်သွားလိုက်ပါတယ်။ ဇုံခေါကလေးနာသမီးစီကိုအရင်ဆုံးရောက်ရှိသွားကဘဲကိုသွားမလို့လဲဘာသာနဲ့စကားသွားဆလိုက်ပါလေလေးနာသမီးကသူဟာလျှက်စစ်မဲတော်စီကိုသွားမှာဖြစ်တယ်လို့ဝူခုံးကိုပြောပါလေဝူခုံးကိုလမ်းသွားပြီးတော့ခီးထွားနေရလို့ပြောတဲ့ဇုံခေါကဘာကြောင့်ဒီရောက်လာလဲလို့လေးနာသမီးကမေးပါလေဇာတော်ထန်ဆန်းတဲ့ဝူချင်းကစစ်တူရင်ကစားနေတာကြောင့်ပြင်းပြင်းနဲ့ထွက်လာခဲ့တာဖြစ်တယ်လို့ဝူခုံးကဖြေပါလေဇုံခေါကလာနာသမီးစီကအိတ်တလုံးကိုကပိုင်းနိုင်ပြီးတော့ယူထားလိုက်ပါလေ တကြမင်းကတော့ဘန်ရူလာကပလာအစိမ်းအောင်ကြောက်စိမ်းဖြာကြီးပေါ်မှာထိုင်ကဘေးဘတ်တစ်ချက်မှာနတ်သမီးတွေချမ်းရံပြီးတော့အသူရာရီတောက်ကရောတချင်းကြမ်းကြမ်းတဲ့ပုတ်ကိုခံစားနားတော့တာဆင်နေခဲ့ပါလေ။ဇုံခုံကသူကပိုင်းနှိုက်လာတဲ့လေကြီးကိုပါကျဲကိုပြလိုက်ပါလေ။ပါကျဲကဒါကြီးကဘာကြီးလဲဘာလို့မလို့လဲလို့မေးတဲ့အခါဘူခွားသေးတာစောင့်ကြည့်ဖို့ပြောလာခဲ့ပါလေ။ဇုံခွားလေကြီးကိုဖွင့်ပြီးတော့ဇန်တွေဂျုံတွေလွင့်သွားအောင်လေတွေကိုတရကြမ်းတိုက်ခိုက်စေလိုက်ပါလေ။ရောတချင်းနဲ့ညိတ်နေတဲ့တကြမင်းကလေတွေတိုက်လာတာကြောင့် ကတောင်းကနေနေဖြစ်ကုန်ပါတော့တယ်အားလုံးကလည်းလေနာသမီးကိုဘလို့တွေဖြစ်နေရလဲဆိုပြီးတော့ပြစ်တင်ပြောဆိုနေကြတာပါလေနာသမီးကလည်းဘာဖြစ်တယ်မှန်သူလည်းမသိကြအောင်ပြန်ပြောနေခဲ့ပါတယ်နာသမီးတယောက်ကလေနာသမီးရဲ့လေးကိုမေးတဲ့အခါလေအိတ်ကပျောက်ဆုံးနေမှန်သိလိုက်ရပါတော့တယ်ဂျုံမုံနေစံရီကလည်းနတ်ပြည်တစ်ခုလုံးလွင့်ကတရားမင်းကဘာဖြစ်တာလဲဘသူလောက်တာလဲလို့လှမ်းអော်လိုက်ပါတယ်ပါကျင်းနေဝူခွန်ကလည်းတိုက်ဆန်းအတကုံတိုက်ပြီးမရက်စီနေဆိုပြီးတော့လေအိတ်ကိုအမိန်ပေးနေကြတာပါ နာမင်းကြီးလေးပါးနဲ့နာသမီးနတ်သားတွေဟာလေတွေတိုက်နေတဲ့ဘက်ကိုရောက်တဲ့ကလေးကိုအမိန်ပေးနေတဲ့ဇုံခုံနဲ့ပါကျဲကိုတွေးလိုက်ရပါတယ်။လေနာသမီးကသူ့ရဲ့လေးကိုပြန်သိမ်းလိုက်တဲ့အခါမှာလေတွေလည်းငြိမ်သွားပါတော့တယ်။လေနာသမီးကဝူခုံအားသူ့ရဲ့လေးကိုခိုးသွားမှမသိလိုက်ရတာကြောင့်တောင်းမန်တဲ့အကြောင်းတရားမင်းကိုပြောပါတယ်။တရားမင်းကအင်မတန်စိတ်ရှုပ်သွားဟန်နဲ့သွားတော့သွားတော့ဆိုပြီးတော့လေနာသမီးကိုမောင်းထုတ်လိုက်တာပါ။ဝူခုံနဲ့ပါကျဲတို့ကတော့နာမင်းကြီးတွေကိုခြံပြီးတော့တရားမင်းစီကိုရောက်လာခဲ့ပါတယ်။ နတ်သမီးလေးနဲ့ညိမ့်နေတဲ့ကြားမင်းဟာဝူခုံးနဲ့ပါသေးတောင်ဖီးပြော့သွားတဲ့တော့အင်မတန်မှစိတ်တို့ကလက်ထဲမှာမေ့ပြီးကင်ထားတဲ့တုတ်ထားတဲ့တေရှုကိုပြစ်ချလိုက်ပါတယ်။နောက်တော့ကြားမင်းကပါသေးကိုပလတ်ပြီးတော့နန်းတော်လေးဘာကြောင့်ဒီလိုလှုပ်ရတယ်လို့ဇုံဝူခုံးကိုမေးလိုက်တာပါ။ဝူခုံးကလည်းဝန်ဆန်းမျိုးကဘီသူတွေနဲ့ဘယင်ဟာအခုဆိုရင်အပြစ်မရှိပဲအပြစ်ပေးခံရတယ်လို့ပြောကဒါမိုးနတ်မင်းနဲ့တခြားနတ်မင်းတွေမှာတောင်းဝင်ရှိနေဖြစ်တယ်လို့ပြောလိုက်ပါတယ်။အခုဆိုရင်မိုးမရွာတာ၃နှစ်လောက်ရှိနေဖြစ်ကြောင်းကိုလည်းပြောပြလိုက်တာပါ။ တောင်သူတွေကလည်းအကုန်လုံးပတ်ကြားတွေအက်ကဂေးနေကြပြီးတော့ဘာအစည်းမှအပင်မပေါက်တော့တဲ့အကြောင်းဝူခုံးကပြောလာခဲ့ပါလေသူတို့ကငတ်တေအောင်လှုပ်တာလူတတ်မှုမြောက်တယ်နော်လို့ပြောလိုက်တာပါတကြားမရအမဒေါသထွက်ပြီးတော့ဝူခုံးဆိုပြီးတော့ထရက်ကသူတို့မှအပြစ်ရှိတာကိုပြေးပေးရမှာပေါ့လို့ပြောလိုက်ပါလေဘာအပြစ်မှမရှိတဲ့ပြည်သူတွေကရောဘာအောင်တစားကန်ဖြစ်နေရတာလဲလို့ပါကျဲကဝင်ပြီးတော့ပြောပါလေတကြားမရအနောက်ရက်ကိုကျန်းစာပေးမို့ထိုင်ကိုယ်တော်နဲ့အတူတူလွတ်လိုက်တာပါဘာကြောင့်နတ်ပြည်တက်လာပြီးတောင်းကျမ်းနေရလဲလို့ပါကျဲကိုမေးလိုက်ပါလေ ။ပါကျဲကိုကိုကြုံနေရတဲ့မိစ္ဆာတွေပဲနိုင်အောင်တိုက်ပေါင်းလို့တရားမင်းကထပ်ပြောလိုက်တာပါ။ဦးခွန်ကဒါကဖျားခိုင်းတာတဲ့ကိစ္စမလို့သူတို့ကိစ္စကိုသူတို့သိတယ်လို့တရားမင်းကိုဝင်ပြီးတော့ပြောပါတယ်။တရားမင်းကလည်းဒါဆိုလဲကိုကိစ္စကိုမလုပ်ပဲနဲ့ဘာကြောင့်သူ့နှက်ပြီးမှလာပြီးတော့အခုလိုတောင်းညံ့နေရလဲလို့ထပ်မေးလိုက်ပါတယ်။ဦးခွန်ကအခုသူလဲရောက်နေပြီ။ဝင်စင်းမျိုးခေါင်းဆောင်ကပြစ်လုထားတယ်ဆိုရင်လဲဘာပြစ်လုထားတယ်ဆိုတာသူ့အပွင့်လင်းတာပြောလိုက်တော့လို့တရားမင်းကိုပြောလိုက်ပါတယ်။အဲ့ဒါမှသူလဲအဲ့ဒီဘီရင်ကိုပြန်ပြောပြပြီး ပြင်းတဲ့နာကိုပြင်လို့ရမှာပေါ့လို့ဝူခုံးကတရားမင်းကိုတောင်းဆိုလိုက်တာပါ။တရားမင်းကဒါမင်းလုံးမဟုတ်ဘူးရောင်းလို့ဝူခုံးကိုပြောလိုက်ပါတယ်။ဘာကျဲကဒါဆိုလဲအပြစ်တန်ရှော့လိုက်ဖို့ ਨੇ ။ကိုမှလူတွေငတ်ပြီးတော့သေတော့မယ်အကြောင်းကိုပြောပြလာပါတယ်။ဝူခုံးကအပြစ်မရှိအပြစ်ရှာပြီးတော့အကြောင်းပြချက်မခိုင်းလုံပဲ ਨੇ ။မိုးရီတွေကိုရောင်းစားဖို့အကြံဖန်လုပ်နေရလားလို့တရားမင်းကိုဆူဆွဲလိုက်ပါတယ်။တရားမင်းကအင်မတန်တင်းတော်မူပြီးတော့သူ့ကိုဒီလိုတောင်ပြောရဲသလားလို့မေးလိုက်တော့ဝူခုံးကအမှန်တရားတော့ဆိုပြောရဲတယ်။ တကြားမင်းသာမဟုတ်တာလှုပ်ထားလို့မပြောရတာဆိုပြီးတော့ပြန်ပြောလိုက်ပါတယ်တကြားမင်းလည်းမှန်တယ်ဆိုပြောတခြားသူမသိလဲဖះသိတယ်ဆိုပြီးတော့ဝူခုံးကအော်ပါတယ်ဒီတော့မှတကြားမင်းကစိတ်ကိုလျှော့ပြီးတော့လုံခဲ့တဲ့၃နှစ်ကအဲ့ဒီဘရင်ရဲ့ဖိတ်ခေါ်မှုနဲ့သူတို့စီသွားလေခဲ့တော့ကရုံးကန်းတွေကဇပွဲပေါ်မှာစားစရာတွေပြင်ထားတယ်လို့ပြောပြပါတယ်တကြားမင်းက "तू ကစားမလို့နှိုက်လိုက်တော့အဲ့ဒီဘရင်ကဇပွဲကိုလှန်ပစ်လိုက်တာကြောင့် तू ကမျက်နှာကလေးရဲပြီးတော့အဆက်ရခဲ့ရတယ်လို့ဝူခုံးကိုပြောပြလိုက်ပါတယ် သူတို့ပြင်ဆင်ထားတာတွေကိုခွေးတွေကမိန်ရှိုက်လာစားနေတာကြည့်ပြီးတော့ဘိုင်းစားစားနေပဲပြန်လာခဲ့ရတယ်လို့ပြောပြလိုက်တာပါ။နတ်ပြည်ပြောင်းတော့နတ်မိဘကအစင်းသိပြင်ထားလို့စားလိုက်ရတာကြောင့်သူမသေးခဲ့တာဖြစ်တယ်လို့လဲတရားမင်းကပြောပြလိုက်ပါတယ်။ဒါရီယာသူတို့စိတ်ကောက်စရာမဟုတ်တာလားလို့မေးကအဲဒါကြောင့်အပြစ်ပေးထားတာပဲလို့ပြန်ပြောကရှက်နေခဲ့ပါလိ။ဇုံခုံကလည်းတရားမင်းကိုကြည့်ပြီးတော့ဟမ်အဲ့ဒီလိုရည်နေသလို့ ။ဘာကြီးကလဲဂူ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 နဲ့ရည်နေပါတော့တယ်။ဇုံကောင်ကဒါလဲသူ့ရဲ့အပြစ်မဟုတ်ပဲတကယ်အပြစ်လုပ်ထားတဲ့သူ့ရဲ့သားအတွက်မိဖုရားနဲ့လင်မယားနှစ်ယောက်စကားများကြရင်လည်းသူ့မိဖုရားကိုစိတ်တူပြီးဇပွဲကိုဆွဲလန်လိုက်တာဖြစ်တယ်လို့ပြောပြလိုက်ပါလိမ့်။အဲ့တော့အခုလိုစားနိုင်ကရှားပါနဲ့ပြီးသူတွေဟာဘာမဆိုင်ညာမဆိုင်ကြားညာပြီးတော့ဒုက္ခရောက်နေရတာဟာအင်မတန်မှသနာဖို့ကောင်းပါတယ်လို့ဦးခေါင်းကပြောလိုက်တာပါ။ဇုံကောင်ကအခုချက်ချင်းဝင်စေးမျိုးကိုသွားမယ်လို့တရားမင်းကိုဆွဲခေါ်တဲ့အခါတရားမင်းကမလိုက်ဘူးလို့အတင်းညင်းနေပါတယ် နောက်ဆုံးတော့တရားမရမျက်နှာငယ်လေးနဲ့သူ့ရဲ့အပြစ်ကိုသူဝင်ခံပြီးနဂါမင်းကိုမိုးရွာဖို့လွတ်လိုက်ပါတော့လို့ပဲပြောလိုက်ပါတော့လေနဂါမင်းကလည်းတရားမရခွင့်ပြုချက်လက်မှတ်ကိုရတဲ့အခါမှာအစာတွေကရွာချင်းလက်တူဖြစ်နေကြအောင်ဝင်စည်းမျိုးရဲ့ကောင်းကင်ရန်ဟာမောင်းမဲလို့လာပါလေနောက်တော့မိုးတွေကတုံးတိုင်းတိုင်းနဲ့ရွာချလာခဲ့ပြီးတော့ဘရင်ကြီးကိုဆိုကာဆွေးနေကလေးငယ်လေးတယောက်လိုခုံပေါက်နေခဲ့ပါတော့လေနောက်တစ်ခါမှာတော့ဆရာတော်ထံနဲ့သူတို့၃ယောက်ကမင်းကလေးအော်ယံကိုဆွဲကာခီးဆက်ခဲ့ကြပါတယ်။တောင်ကြီးတို့ရောက်တဲ့အခါမှာဆရာတော်က မိစားတွေထူတဲ့တောင်ပဲဆိုတာသိတယ်လို့ပြောလိုက်ပါတယ်။ဦးခွန်ကဆရာတော်တော်အမေတော်လေးကျွမ်းလာပြီပဲလို့ပြောလိုက်ပြီးဘလို့ကြောင့်မိစားပေါ်တယ်လို့ပြောနိုင်တာလဲလို့မေးလိုက်ပါတယ်။ဆရာတော်ကတောင်ပေါ်မှာမြူတွေဆိုင်ညာကိုကြည့်ပြီးတော့ခံမန်းတာဖြစ်တယ်လို့ပြောလိုက်တာပါ။ပါကျဲနဲ့ဦးချင်းတို့ကသူတို့လည်းရိပ်မိပေမဲ့ဆရာတော်ကြောက်မအောင်ဆိုရင်တာကြောင့်မပြောတာလို့ဝင်ပြောကြပါတယ်။ဇုံခုံးကဆရာတော်ကိုကြောက်လန့်မနေဘူးပဲပြောလိုက်ပါတယ်။ဆရာတော်ကတော့ကြောက်နေရမှာမဟုတ်ပဲသူတို့နဲ့တခါတိုက်ရရင်၃လလောက်ကြာတတ်တာကြောင့်ခီးတွေဖိနေတော့ ရှောင်ရှားကျင်တာဖြစ်တယ်လို့ဝူခုံးကပြောလိုက်တာပါ။ဝူခုံးကတော့တောင်ရှိရဲ့မိစ္ဆာရှိရမှာဖြစ်ပေမဲ့ဒီတောင်တခွင်ပြပြဆင်အောင်ဆရာတော်ထန်ခြေပွားအောက်ပြပြမှောက်စီရမယ်လို့ဝူခုံးကကတိပေးလိုက်တာပါ။ဆရာတော်ထန်ကလည်းပြုံးတော်မူပြီးတော့ဇုံငုံပြောတာမှန်ကန်ကြောင်းကိုထောက်ခံလိုက်ပါလိမ့်။တောင်ကြားလန်းတနေရာရောက်မှာတော့ဖျဲခင်းတခင်းကိုတွေ့တာကြောင့်ဇာဟုချင်းကပါကျဲကိုလက်တိုးလိုက်ပါလိမ့်။ပါကျဲကတော့သူဘိုင်းနာလာလို့ခြုံတိုးလိုက်အောင်မယ်ဆိုပြီးတော့နေရစ်နေခဲ့ပါလိမ့်။ဆရာတော်ကလည်းပါကျဲခြုံတိုးနေတာကြောင့်ခနာဆောင်ပေးဝူခုံးကိုပြောလိုက်ပြီး ြေမော်ကနေဆင်းလိုက်ပါတော့တယ်။ဘာကျဲကခြုံကြော်ပြီးတော့ဘရေကင်းတဲ့ကိုဝင်ကဘရေကင်းပိုင်ရှင်မသိခင်ဘရေကင်းထဲမှာပုံနေလိုက်ပါတယ်။ဆရာတော်နဲ့ဝူခုံးတို့ကတော့ဘာကျဲကြာနေရအောင်စိတ်ပူနေကြတာပါ။ဘာကျဲကတော့တကူလုံးကိုဘရေနယ်တွေနဲ့ဖုံးပြီးတော့ဘရေကင်းပိုင်ရှင်မသိခင်ပဲဘရေသီးတို့ခိုးပြီးတော့ဆွဲနေခဲ့ပါတယ်။တကူကူနဲ့တပြက်ပြက်အတန်ကိုကြားသွားတဲ့ဘရေကင်းပိုင်ရှင်ကအတန်လာကိုကြည့်လိုက်တဲ့အခါမှာဝက်မဲမဲကြီးတကောင်ကဘရေသီးတွေကိုအားရပါးရလွေးနေတာကိုတွေ့လိုက်ရတော့တာပါ။ ဘရဲကင်းပါရှင်ဟာပါကျဲကိုဒုံးနဲ့ရိုက်ကလိုက်လံဖမ်းဆီးနေပါတယ်။ပါကျဲကလည်းဘရဲသည်တချမ်းကိုရယူပြီးတော့ဝုခုံးတို့ရှိရာဘက်ကိုပြန်လာခဲ့ပါတော့တယ်။ပါကျဲဟာဆရာတော်ကိုမျက်နှာလိုမျက်နှာရနဲ့ဆရာတော်ရေးစားနေပြီလားလို့မေးကဘရဲသည်တချမ်းကိုဆက်ကပ်လိုက်ပါတယ်။ဆရာတော်ကလည်းဝမ်းသာအားနဲ့ခီးတော်မယ်ကြံကမှပါကျဲဆိုတာသတိရပြီးတော့ဘရဲသည်ဘယ်ကရလာလဲလို့မေးလိုက်ပါတယ်။ပါကျဲကလည်းအီးရဲ့ကူးကဲဆိုပြီးတော့မပြေနိုင်ဖြစ်နေချိန်မှာဝုခုံးကပါကျဲဘရဲသည်ခိုးလာမလားဟဲ့အောင်လှမ်းပြီးတော့မေးလိုက်တာပါ။ ဆရာတော်ကမခိုးရပါဘူးလို့အချိန်ချင်းမှားထားတယ်လို့ပြောပြီးတော့စိတ်ကောက်ကဖျဲသီးကိုစောင်းအောင်ပြီးတော့ပြန်ပေးလိုက်ပါတယ်။ပါကျဲကလည်းဆရာတော်ရေစားပြီးတော့ပင်ပန်းနေတာသူကသိနေတဲ့အတွက်စားဖို့အတင်းကိုတိုက်တွန်းနေတာပါ။ဇုံခုံကလည်းဖျဲသီးကိုယူပြီးတော့ဆရာတော်အတင်းကပ်ပါတယ်။ဆရာတော်ကမစားတဲ့ကစားဦးခြင်းနဲ့ဝူခုံကတယောက်တစ်ဝက်စီစားပြီးတော့ပါကျဲကတော့စားပြီးသားမလို့မကြွေးပဲနေလိုက်ပါတယ်။ပါကျဲကသူယူလာလို့လဲစားရသေးတယ်။သူကတော့ရိုက်ခံသူကြတော့မကြွေးဘူးဆိုပြီးတော့ညူဆိုပြီးတော့ကြံရစ်နေခဲ့တာပါ။ တို့နဲ့ညောင်းတဲ့ခါမှာတော့နားခိုစရာအိမ်တွေတွေးလိုက်ရပြီသူတို့အားလုံးပျော်ရွှင်သွားပါလေသူတို့ဖွဲ့ရတကားကိုကောက်ပြီးတော့ညားတာနားခိုခွင့်တောင်းခဲ့ပြီမယ်အိမ်ထဲကနေတုံ့ပြန်တယ်ကိုမကြဘဲဖြစ်နေပါလေပါကျဲကတော့သူတို့ကအကြောင်းတွေပုံရာအကြောင်းဒါနောက်ငိန်နေတာဖြစ်ရမယ်လို့ပြောပါလေဟူခုံးကလည်းဒါလေးများနောက်တိန်သွားကြမယ်လို့ပြောပြီးတော့ခီးဆက်လာခဲ့ကြပါလေတခြားအိမ်တွေကလည်းအလားတူပဲတကားတွေပိတ်ထားတာကြောင့်ဘာကြောင့်အိမ်တွေကတကားတွေပိတ်ထားရတယ်လဲဆိုပြီးတော့ထူးဆန်းနေတော့တာပါရွာလေလောက်ရောက်တဲ့အခါလုံးကြီးမားတဲ့အိမ်ကြီးလုံးကိုတွေ့ရတာကြောင့် ဇာတော်ထံကအမြန်သွားပြီးတော့တကားခေါက်လိုက်ပါတယ်။ဇာအုပ်ချင်းကအထဲကိုချောင်းကြည့်နေနဲ့တကားခေါက်လိုက်မှမိပိတ်သွားတယ်လို့ပြောပြလိုက်ပါတယ်။ဝူခုံးကတော့ရန်ကိုထူးဆန်းနေပြီလို့ပြောပြီးတော့စဉ်းစားကြက်နေပါတယ်။ပါကျဲကတော့ပိုက်စာနေပြီအိတ်ချင်နေပြီညောင်းနေပြီဆိုတဲ့စကားသုံးကုန်ပဲလှဲ့ပတ်ပြောဆိုကထိုင်ချလိုက်ပါတယ်။ဇုံခုံးကလည်းဘာဖြစ်တာလဲဆိုတော့သူဝင်ပြီးတော့ရှိုးလိုက်အောင်မယ်လို့ဇာတော်ကိုပြောသွားပါတယ်။ဇာတော်ကတတိထားမတရားမလုပ်နဲ့ဆိုတဲ့စကားနှခွန်းကိုမှာကြကဝူခုံးကိုသွားအကွင့်ပြုတ်လိုက်ပါတယ်။ ။ဦးခေါင်းကလည်းဟားနေတဲ့တကားကြားကနေကိုယောင်ဖျောက်ပြီးတော့ဝင်သွားခဲ့ပါတော့တယ်။ဇုံကုံထဲကိုရောက်တဲ့အခါမှာအင်ရှင်အဖိုးဘွားအပြင်မှာတယောက်ယောက်ရှိနေတဲ့ငိမ့်ငိမ့်လေးလို့တယောက်နဲ့တယောက်ပြောနေကြပါတယ်။အဘကြီးဆိုင်ကတိတ်တိတ်ကလေးအပြင်ကိုချောင်းကြည့်လိုက်တော့အဖွားကြီးရိုင်းကစိုးရင်ထိတ်လန့်နေပါတယ်။အဲဒီအချိန်မှာအဖိုးကြီးဆိုတဲ့အတန်းကိုကြားလိုက်ရပြီးတော့ခေါ်တဲ့လူကတော့မတွေ့ရပဲဖြစ်နေခဲ့ပါတယ်။အဖိုးကြီးဆိုင်နဲ့အဖွားကြီးရိုင်းကအလွန်ထိတ်လန့်ပြီးတော့အတန်းလာရကိုလိုက်ရှာနေကြပါတယ်။ဆိုင်နဲ့ရိုင်းကလည်း သူတို့ခေါ်တာဘသူလေးလဲသူတို့ခေါ်တာဘသူလေးလဲလို့မေးတဲ့အခါဝူခုံးကလည်းငါပဲငါပဲငါပဲဆိုတော့အတန်အောကြီးနဲ့ပြန်ပြီးတော့ထူးလိုက်ပါတယ်အတန်ရှင်ကလည်းဝူခုံးမင်းတို့ရှိမှရောက်နေပြီမင်းတို့လက်တွေမြောက်ပြီးတော့ခြီထားလိုက်ဆိုတော့နှက်ရုပ်တွေကနေလှမ်းပြီးတော့អော်ပါတယ်အဖိုးကြီးဆိုင်နဲ့အဖွားကြီးရိုင်းရရှေခိုးយោသေးပေးကသူတို့အိမ်ရောက်ရှိနေတာဘယ်တကိုးရှင်ပါလဲလို့မေးလိုက်တာပါနှက်ရုပ်ထဲကအတန်လည်းအဖိုးဆိုင်နဲ့အဖွားရိုင်းကိုမိုင်မဲသူတွေလို့စုပ်ဆဲပြီးတော့ ဘုရားရှင်ရဲ့သားတော်ဖြစ်တဲ့တန်ဃာတော်တွေကိုဘာကြောင့်ခီးဥကြုံမပြုဘဲရိုင်းရိုင်းဆိုင်းဆိုင်းနဲ့ဘာလို့ကြောင့်တကားပိတ်ထားလဲလို့မေးလိုက်ပါတယ်။ဆိုင်းနဲ့ရိုင်းကလည်းသူတို့ဘာလို့မိလဲလို့မေးလိုက်တဲ့အခါသူတို့ဘုံကြီးတွေအပြင်မှာရောက်နေတာကိုဘာကြောင့်တကားပိတ်ထားသလဲလို့မေးပါတယ်။ဘုံကြီးတွေဘာမှလဲလို့ဘာကြီးဆိုင်းကမေးလိုက်တော့နတ်ယုတ်ကြီးကပါဇက်လှုပ်ပြီးတော့တကားဝါမှာသွားခေါ်လိုက်လို့ပြောလိုက်ပါတယ်။ဆိုင်းဟာအမြန်တကားသွားဖွင့်လိုက်ပြီးရိုင်းကိုတော့ပြင်ညာရှိတာနဲ့ပြင်စိမို့လွတ်လိုက်ပါတယ်။အပြင်ဘက်မှာတော့ဆရာတော်ကထိုင်ဆောင်နေပြီးတော့ဝူခွန်းကထွက်လာတာက ိမ်ရှင်နေကြိုးဖို့ထွက်လာနေပြီဆရာတော်လို့ပြောလိုက်ပါလေမကြခင်မှာပဲဘာဆိုင်ကတကားလာဖွေပြီးတော့ထွက်လာခဲ့ပါလေအဲ့ချိန်ကျမှပဲပါကျဲကဘိုင်းစာစာနဲ့အတင်းတိုးဝင်ကအားလုံးကဗရာသားတွေပဲလို့ပြောလိုက်ပါလေဘာဆိုင်ရဲ့ပါကျဲမျက်နှာကိုကြည့်ပြီးတော့လှမ်းဖြန်သွားပါလေဘာဆိုင်ရဲ့မိစာလို့ဩကအလုံးမဲထိတ်လန့်သွားတာကြောင့်တကားကိုပြန်ပိတ်ကပြန်ဝင်သွားခဲ့ပါလေဆရာတော်ကတော့တို့ရောမိစာတွေမဟုတ်တာကြောင့်ထိတ်လန့်စရာမလိုကြောင်းတောင်းမှန်လိုက်ပါလေဘာဆိုင်ရဲ့ဘသူတွေလဲလို့မေးလိုက်တဲ့အခါတို့ရောအရှိရထန်နိုင်ငန်းလာပြီးတော့ အနောက်ရမှာကျန်းစာသွားပြီးတော့ပြင်ကြမယ်အဖွဲဖြစ်ချောင်းကိုဇာတော်ကပြောပြပါလိမ့်။ဇာတော်ကသူတို့ကိုတ냐လောက်နားကိုကွင်းပြုတ်ဖို့လဲတောင်းဆိုလိုက်တာပါ။ဘာဆိုင်ဘာကြောင့်သူ့ကိုလမ်းကိုလှုပ်တာလဲလို့မေးတဲ့အခါမှာသူတို့ကရုပ်ဆိုးတဲ့လူကောင်းတွေဖြစ်ပါတယ်လို့ဇာတော်ကပြောပြလိုက်ပါလိမ့်။ဒီတော့မှဘာဆိုင်အပြင်ထွက်လာပြီးတော့ဖះဆိုတာလားလို့မေးလိုက်တော့ဇာတော်ထန်ကဖះမဟုတ်ကြောင်းနဲ့သူတို့ဟာဖះရဲ့သားတော်တွေသာဖြစ်ပါတယ်လို့ပြောပြပါလိမ့်။ဒီတော့မှဘာဆိုင်ကဇာတော်နဲ့အဖွဲကိုအိမ်ထဲကိုဖိတ်ခေါ်လိုက်ပါတော့လိမ့်။ဘာဆိုင်နဲ့ဖွားရန်ဟာ ဆရာတော်နဲ့ဘုန်းကြီးအဖွဲ့ကိုအိမ်ထဲကိုခေါ်ပြီးတော့စပယ်ချေညာစုံးတွေကိုဆက်ကပ်ပါတော့တယ်ဆရာတော်ထံညာစုံးတွယ်နေနဲ့ဘာဆိုင်ကိုခေါ်ကဒီရွာအိမ်တွေကဘာကြောင့်တကားတွေပိတ်ထားလဲလို့မေးတဲ့အခါမှာဘာဆိုင်က အင်ဂျင်90ရှိတဲ့ဒီရွာကလေးကလူတွေဟာမိစာတွေကိုကြောက်တာကြောင့်နေဝင်မိမိတ်တကားပိတ်ကတိတ်တိတ်နေခဲ့ကြတာကြားပါပြီလို့ဖြေလိုက်ပါတယ်ဦးခေါင်းကတေချာလေးပြောပြဖို့တောင်းဆိုလိုက်တဲ့အခါမှာဘာဆိုင်ကမိစာတွေကသူတို့ရဲ့အကြောင်းပြောတာနဲ့ကိုရောက်လာတတ်တယ်လို့ပြောပြလိုက်ပါတယ် ဇုံခုံကရောက်လာရင်တခါတည်းဖမ်းမလိုက်မယ်လို့ပြောတော့ဘာဆိုင်ကလေရွှေတဲ့ဘုံကြီးပဲဟေးလို့ဖွားရိုင်းကိုလှည့်ပြီးတော့ပြောလိုက်ပါတယ်။ဘာဆိုင်ကပဲဆက်ပြီးတော့မိစားတွေကိုမောင်းဖို့ဘုံကြီးတွေကိုပတ်စံပေးငှားပေးမယ်ဘုံကြီးတွေကသာမိစားဖမ်းတော်ကိုခံသွားခဲ့ရတယ်လို့ပြောပြလိုက်ပါတယ်။မိစားဖမ်းပေးမယ်လို့ပြောတဲ့ဇုံခုံကိုပိမိန်ညောင်ညောင်နဲ့မဖြစ်နိုင်ပါဘူးလို့ဘာဆိုင်ကပြောလိုက်တာပါ။ဇာတော်ထန်ကတော့တည်ငြိမ်လုံးလုံးဖမ်းနိုင်မှာမဟုတ်ဘူးလို့ထပ်ပြီးတော့ပြောပါတယ်။ဇုံခုံကလည်းသူကမြောက်ပရင်ဇုံခုံသာဖြစ်တယ်လို့ပြောလိုက်တဲ့အခါဘာဆိုင်က ။မြောင်နဲ့တူတာလွဲပြီးတော့ဘာဆွမ်းဘာသေးလဲလို့မေးလိုက်တာပါ။ဒီတော့မှဝူခွန်ကညာဦးပိုင်းကနတ်ဖျားစီကအတန်ထွက်တဲ့ခီးတွေကိုမှတ်မိသလားလို့မေးလိုက်တော့နတ်ရုပ်ထဲဝင်ပြီးတော့စကားပြောလိုက်ပါတယ်။ဒီတော့မှဘာဆိုင်နဲ့ဖွားရရင်အာကိုတကြီးယုံကြည်သွားကြတာကြောင့်ဇုံကုန်းကနတ်ရုပ်ထဲကပြန်ထွက်လာရင်းနေပဲ။ဒီပိုင်းလေးကဒီညမှာခိတ္တာခဏပြီးဆုံးသွားပါတယ်ခင်ဗျာ။ ဟုတ်ကဲ့ပါဒီနေ့တင်ဆက်မှုကတလောက်ပါပဲခင်ဗျနောက်နေ့မှာဘိုင်းဆက်လို့ဆက်လက်ပြီးတော့တင်ဆက်ပေးဦးမှာဖြစ်တဲ့တို့က channel ကို subscribe လုပ်ပြီးနောက်ခေါင်းလောက်နှိပ်ပြီးတော့စောင့်ကြည့်နိုင်ကြောင်းပါဆိုတော့ဒီနေ့မှာအစားကနေဆုံးထိ live ပါကြည့်ရှုအားပေးခဲ့ကြတယ်ချိန်ပေးခဲ့ကြတယ်မြောက်ချေသူပေါင်းသူတော်ကောင်းတို့ကြောက်ချင်းစီတိုင်းကျေးဇူးတို့ပဲတင်ရှိပါရခင်ဗျာကျွန်တော်အန်ခင်မူပါ